င်းပိုင်းမင်္ဂလာပါရှင်လူနာဒီဆိုဖေ့ချ်ကနေပြီးတော့ကြိုဆိုပါရစေအခုဒီတစ်ခေါက်မှာတော့ကို crash ကပေါ့နော်ကို့ပေါ်မှာဘလို့သဘောထားလဲ crash နဲ့ကိုနဲ့ဘလို့ energy ဘလို့ခြေနေမျိုးဖြစ်နိုင်မလဲဆိုရဟာကို pie 1 and 2 pick a cat tarot reading နေလောက်ပေးထားပါတယ်ဆိုတော့ပုံမှန်အတိုင်းပဲတက်ကလေးကို ပုံမှန်လေးရှူမျိုးလုံးခဏမှိတ်ပြီးတော့ပြန်ဖွင့်တဲ့အချိန်မှာဘယ်ကက်ကပေါ့နော်ကို့အထရက်ဖြစ်နေလဲဆွဲဆောင်နေလဲပေါ့ဘယ်ကက်ကိုမျိုးလုံးရောက်သွားလဲပေါ့ဆိုရဲပေါ်မှာမူတည်ပြီးတော့ကက်တကက်ကိုရွေးချယ်ပါပြီးရင်နောက်မှာသူနဲ့တက်ဆိုင်တဲ့ဗီဒီယိုကိုတွေ့ကြည့်ပြီးတော့အဖြေကိုကြည့်ရှုနိုင်ပါတယ် ဆိုတော့ဒီ reading ကပေါ့နော်အချိန်ကာလအဖြစ်ဆိုလို့ရှိရင်အခုဒီ2025အခုစကြည့်ရတဲ့အချိန်ကနေပြီးတော့3လပေါ့နော်3လဝင်ချင်း June July August လောက်အထိကို DNG ကတက်ရောက်မှာဖြစ်ပါတယ်ဆိုတော့ဒါ general reading ဖြစ်တဲ့အတွက်ကိုယ်နဲ့မတိုက်ဆိုင်ဘူးဆိုလို့ရှိရင်ကိုယ့်အတွက်ဒီ personal reading ပေါ့နော် Luna D Soul Page မှာလာရောက်ကြည့်ရှုနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင် Luna D Soul Page ကနေပြီးတော့ပြန်လည်ကြိုဆိုပါတယ်အခုဒါဒီနေ့မှာတော့ ကိုယ့်ရဲ့ crush ကကိုယ့်ပေါ်မှာဘယ်လိုသဘောထားလဲဆိုတဲ့ဟာကိုဒီ pie 1 and 2 reading လေး tarot reading လေးလုပ်ပေးထားရပါတော့ဒီ pie နှစ်ခုတည်းကနေဒါအခု pie 1အတွက်အဖြေပေါ့နော် pie 1အတွက်ကတော့ကိုယ့်ကိုယ်စိတ်ဝင်စားနေတဲ့သူကပေါ့နော်ကိုယ့်ပေါ်မှာသဘောထားအမြင်ကကောင်းတယ်ကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ကောင်းနေတယ် chariot အရာကလည်းကိုယ့်ပေါ်မှာဒီအဆက်အသွယ်လေးတွေ အဲကိုနဲ့သူနဲ့အဆက်အသွယ်လေးရှိနေမယ်ကို့ပေါ်မှာသဘောထားလည်းအကောင်းမြင်တယ်ကို့ပေါ်မှာနောက်တစ်ခုကကို့ပေါ်မှာစိတ်ဝင်စားမှုလည်းရှိနေတယ်ပေါ့နော်ဒီကက်ကကျတော့ဒီ shuffle လုပ်နေရင်းနဲ့ကိုခုန်ထွက်လာတာပေါ့နော်ဆိုတော့ဒီကက်ဒီ all about uh, interest love positive energy new energy ဖြစ်တဲ့ဆိုတော့ night dog caps ကဒီချစ်ချင်းမြတ်တာကိုလည်းဖော်ပြရတဲ့ကက်ဖြစ်တဲ့အတွက်ကို့ပေါ်မှာစိတ်ဝင်စားမှုရှိနေတယ်ဖြစ်နိုင်တယ်ပေါ့နော်ဒါက general energy ဖြစ်တဲ့အတွက်ပေါ့နော်အများစုအတွက်ကတော့ ဒီဒီကက်ကိုရွေးတဲ့အများစုအတွက်ကတော့မှန်ကောင်းမှန်နေနိုင်တဲ့အနေငယ်ကွဲလွဲတာမျိုးတွေလည်းရှိနေနိုင်တယ်ဒါ general energy ဖြစ်တဲ့အတွက်လူတွေအများကြီးရဲ့ဟာဖြစ်တဲ့အတွက် yes specific မဖြစ်ဘူးဆိုလို့ရှိရင်လည်းအဲကို့အတွက် personal reading ကြည့်ပေါ့နော်ဟုတ်ကဲ့ဆိုတော့အခုနောက်တစ်ခုကကြတော့ तू อ่ะပေါ့နော်ဟို stuck ဖြစ်နေတဲ့အနေအထားတစ်ခုခုကနေပြီးတော့အခုမှစတင်ပြီးတော့အဲအရွေးသွားနေတဲ့လူ ပေါ့နော်ပြောချင်တာကသူဟာလည်း relationship တစ်ခုခုမှာအရင်တော့ကကြာခဲ့ဘူးလားစိတ်ညစ်ခဲ့ဘူးလားဟိုအသေးခွဲခဲ့ဘူးလားဒါမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီကနေမှအခုကတော့အစ်စ်ပြန်ဆောင်နေတဲ့သူမျိုးဖြစ်နိုင်တယ်ဆိုတော့သူနဲ့ကိုနဲ့ရဲ့အခြေအနေကပို့ပြီးတော့ကောင်းလာနိုင်ခြေရှိတယ်ဒါပေမဲ့တစ်ခုရှိတာကကြတော့သူ့မှာလည်းဒါသူ dealing လုပ်နေရတဲ့ကိစ္စတွေပေါ့နော် ဲဥမာနိုင်ငံသားသွားဖို့တို့ဒီခက်ကကြတော့အဲ့လိုမျိုးတစ်ခုခုကိုအဆုံးသတ်ဖို့နိုင်ငံသားသွားဖို့ပဲဖြစ်ဖြစ်အဲဒါပညာသင်တာတို့ပြောင်းရွှေ့တာတို့ဒါတွေလည်းအကျုံးဝင်နေဆိုတော့ဒီဒီလိုအရေးကိစ္စတွေကို focus ဆုံးနေရတာကိုယ့်ကိုယ်ကိုအချိန်မပေးနိုင်မဲနဲ့အလုပ်တွေအများများနေရမျိုးပေါ့နော်အဲ့လိုမျိုးတွေလည်းဖြစ်နိုင်တယ်ဒါကြောင့်မလို့ကိုယ်နဲ့သူနဲ့ဆက်ဆံရေးကအဲအဆင်ပြေ ြည်ဖို့ချိန်နေကများတယ်ချိန်နေရများတယ်ဒါပေမဲ့အချိန်မှာ at the same time မှာပဲ तू ကလည်းအရင်နေအလုပ်တွေရှုပ်နေတာမျိုး focus လုပ်နေရတာတွေကများနေတာမျိုး तू အဲ့ဒီဟာတွေလည်းရှိနေတဲ့အတွက်ဟိုမြန်တဲ့တလောက်မမြန်မဲနဲ့ပေါ့နော်စစံရေးအချိန်နေကအဲ့လိုဟိုစတဲ့ရှိနေရနေခဏခဏပျောက်သွားတာမျိုးတွေလည်းရှိကောင်းရှိနိုင်နေပေါ့နော်ဒါပေမဲ့ overall ပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ final round ရွေးချယ်ထားတဲ့သူတွေအတွက်ဝမ်းသာစရာကောင်းပါတယ်။ကိုယ့်ရဲ့ crush ကကိုယ့်ပေါ်မှာ အဲစိတ်ဝင်စားမှုရှိတယ်သူဘက်ကစိတ်ခံစားချက်ရှိနေတာမျိုးလည်းဖြစ်နိုင်တယ်သူနဲ့ကိုယ့်ရဲ့အခြေအနေ energy ရတယ်ကောင်းတယ် temperance အရာလည်း balance ဖြစ်ပြီးတော့ a channel နဲ့သဘောဆောင်တယ်ပေါ့နော်ဆိုတော့ဒီ pine wine ကိုရွေးချက်ထားတဲ့သူတွေအတွက် crash ကကိုယ့်ပေါ်မှာအကောင်းမြင်တဲ့စိတ်သဘောကျတဲ့စိတ်လေးရှိတယ်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင် အလုံးမမင်္ဂလာပါရှင်လုံနာဒီဆို page ကနေပြန်လဲကြိုဆိုပါတယ်အခုဒီဟာပေါ့နော် pie 2 pie 2ကိုရွှေ့ချဲ့တဲ့သူတွေအတွက်ကိုယ့်ရဲ့ crush ကကိုယ့်ပေါ်မှာဘယ်လိုသဘောထားလဲဆိုတဲ့ဟာကိုကြည့်ပေးထားတာဖြစ်ပါတယ်ဆိုတော့ဒါကဒီ overall energy အနေနဲ့ဆိုလို့ရှိရင်အခုဒီကာလမှာပေါ့နော်ဒီအာ by the way ဒီ reading ကပေါ့နော်အခုကနေစပြီးတော့ဒီ၃လဝင်းကျင်အထိဒီ energy ကတက်ရောက်တယ်ဒီ reading ကအကျုံးဝင်ပါတယ်ဆိုတော့ ဒီကက်အရာကပေါ့နော်အခုကိုယ့်ရဲ့ crash နဲ့ကိုနဲ့မှာဟိုရှေ့အဲရှေ့တိုးရဆက်ဆက်ရေးလည်းမဟုတ်ဘူးဆုပ်ယုတ်သွားဆက်ဆက်ရေးလည်းမဟုတ်ဘဲနဲ့ဒီတိုင်းရှိနေတဲ့ဟာမျိုးပေါ့နော်ရှေ့တိတ်မတိုးနိုင်တဲ့အဲ energy မျိုးကိုပြရတယ်ပေါ့နော်ဒီဟာဒီ reverse ဖြစ်နေတဲ့ကက်ဒီကက်က ပြောင်းပြန်ဖြစ်နေတဲ့အတွက်ပေါ့နော်ဆိုတော့နောက်တစ်ခုဒီဟာမှာလည်းဒါ move on မလုပ်နိုင်တာဒါပြီးတော့ကိုယ့်ဘာသာကို ဟိုကိုယ့်ရဲ့အတွင်းနဲ့ကိုပိတ်လောင်ပြီး stuck ဖြစ်နေတာပေါ့နော်ဒါကကိုယ့်ဘက်ကလည်းဖြစ်နိုင်တယ်သူ့ဘက်ကလည်းဖြစ်နိုင်တယ်ဆိုတော့အခုခေါင်းစဉ်အရာက crash လို့ပြောပေမဲ့တချို့လူတွေပေါ့နော် ကိုယ့်ရဲ့ ac ဘာတွေကိုပြန်ပြီးတော့သဘောထားကိုကြည့်နေတာမျိုးလေဖြစ်နိုင်နေပေါ့နော်ဒီဟာကကြတော့ excess energy တို့ဘာလို့လဲပါနေရဲဆိုတော့ဖြစ်နောက်တစ်ခုဖြစ်နိုင်တာကကြတော့ကိုယ့်ရဲ့ crash ကသူ့ရဲ့ ex အပေါ်မှာတိတ်ပြီး move on မဖြစ်သေးတာတို့ဘာလို့အဲ့လိုမျိုးလည်းဖြစ်နိုင်နေပေါ့နော်ဆိုတော့ဒီ energy အရာကကြတော့ အရှိကိုတိတ်ပြီးတော့မဆက်နိုင်သေးတဲ့ energy နည်းနည်း stuck ဖြစ်နေတဲ့ဟာကိုသူကပြောတယ်ပေါ့နော်ဒါပေမဲ့သူနဲ့ကိုနဲ့ရဲ့ဆက်ဆံရေးကစိုးရွားတာတော့လည်းမဟုတ်ဘူးအဲနောက်တစ်ခုကဒီမှာဒီကက်ကကြတော့အပေါင်းအသင်းတို့အော်မိတ်ဆွေတငယ်ချင်းအနေနဲ့ဆိုရင်အရင်အဆင်ပြေတဲ့ဟာပေါ့နော်သူနဲ့ကိုနဲ့မှာလောကအခုချိန်မှာပေးယူမြမယ်အဲစကားပြောရတာလည်းအဆင်ပြေမယ်အာစိတ်ပျော်ရွှင်မှုလည်းကောင်းနေဆိုတဲ့အနေအထားမျိုးဖြစ်နေတော့တယ် ဆိုတော့ဟိုတငယ်ချင်းမိတ်ဆွေအနေနဲ့ကကြတော့တော်တော်လေးအဆင်ပြေနေတဲ့အနေအထားမျိုးဖြစ်နေနိုင်တယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒီမှာခုနပြောသလိုမျိုးအရှိ့ကိုရောက်လာဆိုတော့မရောက်ဘူးဆိုတဲ့ဟာမျိုးဖြစ်နေရပေါ့နော်။ဟော result အရာကလည်းခုဒီကာလအတွင်းမှာပေါ့နော်။လက်တလုံးမှာတော့သူနဲ့ကိုနဲ့မှာတိတ်ပြီးတော့ရှေ့ဆက်ဖို့อืมအဆင်တက်ဖို့တော့တိတ်ပြီးတော့မတွေ့ရဘူး။ဒီအချိန်နေတိုင်းဆက်ရှိနေမှာညားရတယ်ပေါ့နော်။နောက်တစ်ခုက emotions ကိုအရန်ထိန်းချုပ်တာပေါ့နော်။ကိုယ့်ဘက်က အဲကိုဘက်ကလည်းဖြစ်နိုင်တယ်လို့သူ့ဘက်ကလည်းဖြစ်နိုင်တယ်ဆိုတော့စိတ်ခံစားချက်တွေကိုမဖော်ပြဘဲနဲ့အရန်ကိုတင်ဆက်ထားတတ်တဲ့ပုံစံမျိုးပေါ့နော်ဆိုတော့အဲ့လိုဟာမျိုးဒါကိုဘက်ကမဟုတ်ရင်ဒါသူ့ဘက်ကဖြစ်နိုင်တယ်အဲ့လိုကအဓိကထွက်တာဖြစ်တဲ့အတွက်ပေါ့နော်ဆက်ဆိုင်ရခုနပြောသူမျိုးရှေ့တက်ဖို့ကတော့လက်တော်မှတိတ်မမြင်သေးဘူး။နည်းနည်းတော်တော်လေးအချိန်ယူနိုင်တဲ့အနေအထားမျိုးရှိတယ်။ဒါပေမဲ့သူနဲ့ကိုယ်နဲ့မှဒီဆက်ဆိုင်ရေးတွေစုပ်ယုပ်သွားပြီးတော့အဆင်မပြေဖြစ်တာမျိုးတော့လည်းမဟုတ်ဘူးပေါ့နော်။ အဲ့ဒါကိုတွေ့ရပါတယ်ဆိုတော့သူကကိုယ့်ပေါ်မှာဘယ်လိုသဘောထားလဲဆိုတဲ့ဟာပေါ့နော်သဘောထားလဲဆိုလို့ရှိရင်ခုနပြောတဲ့ဟိုမိတ်ဆွေတငယ်ချင်းအဆင်အုံမှဒီကိုနဲ့ဆိုလို့ရှိရင်ပျော်ရတယ်ဆဆနားလည်မှုရှိတယ်ဆိုတဲ့အနေအထားမျိုးကိုယ်ကိုမြင်တယ်ပေါ့နော်ဒီစစံရေကိုရေရှည်သွားခြင်းနဲ့ဟာလည်းသူ့မှာရှိတယ်။ဒါပေမဲ့ခုနပြောသလိုမျိုး तू က emotions ကိုအရင်ထိမ့်ချုပ်ထားတဲ့လူလည်းဖြစ်နိုင်တယ်။အဲဒီဟာအတွက်တော့ဒီဟာကိုอืมကိုယ်သဘောကျနေမှသိရင်တော့မှပဲ ရှေ့ဆက်သွားဖို့ကအခွင့်အရေးနည်းနည်းတယ်ပေါ့နော်ဒါကအခုကာလဒီအခုကာလအပိုင်းခြားကိုပဲပြောတာဖြစ်ပါတယ်ဆိုတော့အရန် long term ကြီးတော့ဟိုတတ်မှတ်လို့တော့ယူဆလို့တော့မရပါဘူးအာကျေးဇူးတင်ပါရှင်